းကိုချစ်ရင်ဒါရီကိုအလိုလိုက်ပြီးမကြွေးကြပါနဲ့အားလုံးပဲမင်္ဂလာပါ new generation ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကလင်းငယ်တွေကိုလုံးဝမကြွေးတဲ့အစားအစာတွေအကြောင်းပြောပြပေးချင်ပါတယ်။ဒီအစားအစာတွေကိုတော့အခုလိုငယ်ရွယ်နှုတ်နယ်တဲ့ကလင်းငယ်တွေစားမိရင်တော့အနေနဲ့များအန္တရာယ်ဖြစ်စေနိုင်တာကြောင့်သေချာလေးသေချာဖို့လိုအပ်ပါတယ်။နံပါတ်၁ကတော့အသင့်စားခောက်ဆွဲကြောက်တွေပါ။ကလင်းငယ်တွေရဲ့အုံနောက်ဖွံ့ဖြိုးမှုကိုဒီခောက်ဆွဲကြောက်တွေထဲမှာပါဝင်တဲ့အထုံမောက်ကအစိုးရဆုံးနှောင့်နှေးစေပါတယ်။ ဒါအပြင်သူ့ထဲမှာပါဝင်တဲ့ဒါရှိခံဖြစ်စီဖြစ်တဲ့ propylene glycol ကလည်းကင်ဆာရောဂါကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ကလေးတွေကိုအသင့်စားခောက်ဆွဲတွေလုံးဝမကျွေးသင့်ပါဘူး။နောက်ပြီးဒါကကြာရှည်စားသုံးမယ်ဆိုရင်လူကြီးတွေမှာပါကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်။နံပါတ်2အကင်နဲ့မကြက်သေးတဲ့အသားများရံကိုကြောက်စရာကောင်းပြီးကျမရေကိုဆိုးရွားစေတဲ့တာရှိခံပစ္စည်းတွေကအကင်တွေမှာအများကြီးပါဝင်နေပါတယ် နောက်ပြီးဒီလိုအကင်နေပြင်မကြက်သေးတဲ့အသားတွေကင်ထားတဲ့အသားတွေကိုလည်းကလေးငယ်လေးတွေကိုလုံးဝလုံးဝမကြွေးသင့်ပါဘူးအကြောင်းကတော့ဒီလိုမကြက်သေးတဲ့အသားတွေမှာဘက်တီးရီးယားတွေအများကြီးပါဝင်နေပြီးအစာအိမ်နဲ့ဦးလန်းချောင်းကိုပိုးဝင်နိုင်တာကြောင့်ဝမ်ဖောက်ဝမ်းရောင်ရောဂါကိုဖြစ်စေနိုင်ပါတယ်နံပါတ်3 gas ပါတဲ့ချိုးရည်တွေ ဂတ်စ်ပါတဲ့အချိုရည်တွေကကလင်းငယ်တို့ရဲ့အိုနီယံကိုပားစေတတ်ပါတယ်။ဂတ်စ်ပါတဲ့အချိုရည်မှမဟုတ်ပါဘူး။ရိုးရိုးအချိုရည်တွေမှလည်းဓာတ်ရုပ်ပစ္စည်းတွေတာရှေခံပစ္စည်းတွေပါဝင်နေတာကြောင့်ကလင်းငယ်လေးတွေရဲ့ကြောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်ကလင်းငယ်လေးတွေအတွက် သေးသန့်ထုတ်ထားတဲ့အချိုရည်တွေကိုပဲတောက်သုံးစေချင်ပါတယ်။နံပါတ်၄ကော်ဖီနဲ့လဖက်ရည်ဒီလိုကော်ဖီတွေလဖက်ရည်တွေကိုလူကြီးတွေတောက်သုံးနေတဲ့အချိန်မှတောင်နည်းနည်းလေးပါပဲဆိုပြီးကိုယ့်ရဲ့ကလေးတွေကိုမတိုက်ကျွေးသင့်ပါဘူး။ ဘာလို့လဲဆိုတော့ကော်ဖီမှာပါဝင်တဲ့ကဖိန်းဓာတ်တွေကကလေးငယ်တွေရဲ့အစာစားချိန်စိတ်ကိုရော့ချစေပြီးတော့ချိထွားမှုကိုလည်းနှောက်ယှက်စေနိုင်ပါတယ်။လက်ဖေးမှာဆိုရင်လည်းသူ့မှာပါဝင်တဲ့ကဖိန်းဓာတ်ကြောင့်အိမ်မပြောတာမျိုးအရသာဆွဲသွားတာမျိုးစတာတွေကိုဖြစ်စေနိုင်တာကြောင့်ကလေးငယ်တွေကိုမတိုက်မိစေဖို့အတွက်သတိပေးချင်ပါတယ်။ ။နံပါတ်၅ဈေးရုံနဲ့သရေစာအချို့မြောင်းအထက်ကအဖြစ်ဈေးတုပ်တွေအချို့ထုပ်တွေရဲ့တဘာဝကစိုးစိပမာဏအများကြီးပါဝင်နေတာပေါ့။ဒါကြောင့်ကလင်းငယ်တွေအတွက်လုံးဝမသင့်တော့ပါဘူး။ဈေးတုပ်ဆိုရင်အစ်စ်တွေပါတာကြောင့်လက်ချောင်းမှာတစ်ဆော့နေတာတွေဖြစ်ပြီးအသက်အန္တရာယ်ကိုထိခိုက်စေနိုင်ပါတယ်။ဒါအပြင်တကြလုံးတို့အချို့ခဲတို့ဆိုရင်လည်းလက်ချောင်းမှာတစ်ဆော့နိုင်တဲ့လုံး။သွားဖို့ပေါက်တယ်လေဖြစ်စေနိုင်တာကြောင့်အလွန်အကျိုးမကျွေးချဖို့အကြံပေးချင်ပါတယ်။ နောက်ပြီးအချိုရီစားပြီးရင်လည်းသွားထိုက်ပေးကြဖို့မမေ့ပါနဲ့တော့။နောက်ဆုံးတစ်ချက်ကတော့ပြားရည်ပေါင်းလိလာမှတ်သားရောက်တဲ့လောက်ကတော့တနည်းအောင်ကလေးငယ်တွေကိုပြားရည်တိုက်ကျွေးမိရင်အသက်ဆုံးရှုံးတဲ့အထိဖြစ်စေနိုင်တယ်လို့သိရပါတယ်။ဒါရီနဲ့ပတ်သက်ပြီးမိတ်ဆွေတို့တီထားတာတွေရှင်းလဲကွန်မန့်ထဲမှာ share လုပ်ပေးခဲ့ပါအောင်နော်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးအခုလိုဘူးတတရပ်ဖွဲ့ရတဲ့ကိုတင်ဆက်ပေးသွားအောင်ပါဖြစ်တဲ့အတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။